ကိုလက်စထရောဆိုတာသွေးထဲမှာစီးဆင်းနေတဲ့အဆီမော်လီကျူတွေဖြစ်ပြီးတော့ခန္ဓာကိုယ်ကိုကောင်းကျိုးပြုတဲ့ HDL ကိုလက်စထရောနဲ့ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောဆိုပြီးတော့နှစ်မျိုးရှိကြပါတယ်။တနည်းပြောရရင်တော့ကိုလက်စထရောဆိုတာကခန္ဓာကိုယ်စီဝါကံမလုပ်ငန်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အဆီဒက်တစ်မျိုးပဲဖြစ်ပါတယ်။ဒါပေမဲ့ပမာဏများသွားရင်တော့ခန္ဓာကိုယ်တိဆောက်ရုံသာမကဘဲနဲ့တွေးကြောတွေကိုပါအ ਨੇ ကြပိတ်ဆို့စေပါတော့တယ်။အထူးသဖြင့် နှလုံးတွလွကြော်တွေကိုတွေးထောက်ပတ်မှုကမကပဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့လို့နှလုံးရောဂါအစကိုလက်စထရောကလို့တော့ဆိုကြပါရနော်ကိုလက်စထရောတဲ့အကြောင်းရင်းတွေကတော့အများကြီးပါပဲတွေးဆုံမိသားအမျိုးသမီးတွေမိသားစုမျိုးရိုးနောက်တစ်ခုကအစီအစိတ်အစားများတဲ့သူတွေကိုလက်လှုပ်ရှားမှုနည်းတဲ့သူတွေအဝါလွန်တဲ့သူတွေဆက်လိုက်တော့တဲ့သူတွေမှာကိုလက်စထရောတက်လာကြပါတယ်ကမ္ဘာနဲ့အဝကိုလက်စထရောမြင့်မားမှုကြောင့်လူကြီးလူရွယ်မရွေး နှလုံးရောဂါဝေဒနာခံစားလာကြပြီးတော့အခုပြပြမဲ့အစာအစာရယ်နဲ့ထင်တာတင်ပါရနော်ဒီတော့ကိုလက်စတောကျစေတဲ့အစာအစာရယ်တွေကပထမဆုံးတစ်ခုပါဆိုရင်တော့ဖြင့်ဂွေကောက်ဥပဲဖြစ်ပါတယ်ဂွေကောက်ဥထဲမှာပျော်ဝင်လေတဲ့အမြင်တက်တင်နဲ့သဘာဝတက်တွေပါရှိကြပြီးတော့ထိုတက်တွေကသွေးရင်မကောင်းတဲ့ကိုလက်စတောတွေကိုဆုပ်ယူပြီးခန္ဓာကိုယ်ကနေပြန်လည်ဆွတ်ထုတ်ပြီးတဲ့အတွက်ကြောင့်မို့လို့နနက်စာအာဟာရအဖြစ်ဂွေကောက်အုပ်ကိုစားသုံးပေးတင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့အိုမီဂါ3ကျော်ရတဲ့ငါးတွေဖြစ်တဲ့ငါးတလောက်ရောက်ပါ ဆယ်မန်ငါဒူနာငါငါတက်တာပင်လယ်ငါပြဒီလိုမျိုးပင်လယ်ငါအမျိုးမျိုးတော့မှာကအိုမီဂါ3ဖက်တီအက်ဆစ်တွေပါဝင်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကောင်းလက်ကိုလက်စထရောတွေကိုမြင့်တင်ပေးပြီးတော့မကောင်းတဲ့ LDL ကိုလက်စထရောတွေကိုရှော့ချပေးပါတယ်အဲ့ဒါအပြင်အိုမီဂါ3ဖက်တီအက်ဆစ်တွေကနှလုံးရောဂါနဲ့အုန်းနှောက်ဇရာအကျိုးရောဂါတို့ကိုကာကွယ်ပေးပါတယ်နောက်တစ်ခုအနေနဲ့ကတော့အစိအစံကြီးပါနော်တစ်ကြာတိဘာရန်စိဒီလိုမျိုးအစိအစံတွေမှာ polyacetate လို့ခေါ်တဲ့ပေတကကိုလက်စတော်တွေကိုမစုဝေးနိုင်အောင်ပြုပြင်ပေးတဲ့တဘာဝဓာတုတက်တမျိုးပါရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုလက်စတော်ကျစေတဲ့အကောင်းဆုံးအစားအစာပဲဖြစ်ပါတယ်။ဒါပေမဲ့တန်ဆင်းလွန်ပေးဖြစ်တတ်တာမို့အဆိပ်အစံတွေကိုတနည်းကိုမိမိလက်တဆုပ်စာပမာဏထက်ပိုပြီးတော့မစားသင့်ပါဘူးနော်။နောက်တစ်ခုအနေနဲ့ကကြတော့အညိုရောင်ချိုကလက်ပါ။အညိုရောင်ချိုကလက်ထဲမှာပါတဲ့တတိုးဆန့်ကျင်ပစ္စည်းတွေကသွေးထဲမှာရှိတဲ့ကောင်းလာကိုလက်စတော်တွေကိုတိုးပွားစေနိုင်တဲ့အတွက်ကြောင့်မို့လို့ ကြားမရွေတုံးမမရွေချိုကလက်ဖြော်ရည်ပူပူလေးကိုတောက်ပေးတင်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ throw bag ပေါ့နော်။ throw bag တွေကကြမ်းမဟင်းနဲ့မညညွတ်တဲ့အစားအစာမှန်ပေမဲ့လည်း margarine ကတော့အပင်ကနေရတဲ့တဘာဝဆေးပံဝင် steroid နဲ့ပြုလုပ်ထားတဲ့တကြောင်မလို့သွေးထဲမှာရှိတဲ့ cholesterol တွေကို3.5ရာခိုင်နှုန်းအထိကျော်ပါသွားစေပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ throw bag ဒီပါ။ throw bag ဒီမှာကနှလုံးကြမ်းမစေတဲ့တဘာဝမပြေဝစီတွေပါဝင်နေပါတယ်။မပြေဝစီတွေက တွေးရင်မကောင်းတဲ့ကိုလက်စတောတွေကိုညွှန်နေစေတဲ့အပြင်ခန္ဓာကိုယ်ကကိုလက်စတောဆော်ယူမှုကိုပါညွှန်နေအောင်လို့ပတ်မိုးပေးတဲ့အတွက်ကြောင့်မို့လို့ထောပတ်ကြီးကိုမကြာခဏစားပြလို့ရပါတယ်။အားအပြင်ခြေဖြက်လွယ်တဲ့အမြင့်ထက်တွေပါရှိတဲ့အသီးနှံတွေဖြစ်ကြတဲ့ပန်းဒီတတော်ဒီစပစ်ဒီစတော်ဘယ်ရီလိမ္မောဂရေ့ဖူဒီဒီသီးတွေအားဆိုရင်လည်းကိုလက်စတောချပြတဲ့တတိလေးတွေပဲဖြစ်ပါရဲ့နော်